လာပေါင်းများစွာရုရှားရဲ့အသေးအပြောက်အများဆုံး drone တွေကိုမတားဆီးနိုင်ခဲ့ပါဘူး။သူတို့ဟာသတိပေးချက်မရှိဘဲပြန်တန်းလာပြီးဂရုနာမရှိတိုက်ခိုက်ခဲ့ပါတယ်။အဆိုဆုံးကယူကရိန်းတပ်တွေတောင်ဒီ drone တွေကိုမထောက်လှမ်းနိုင်ခဲ့ပါဘူး။ဒါတွေကတာမန် drone တွေမဟုတ်ပါဘူး။ fiber optic လမ်းညွှန်စနစ်သုံးအသေးခံ drone တွေဖြစ်ပြီးအနှောက်ယှက်ပေးလို့မရ၊ radar ကလည်းမမြင်နိုင်ပါဘူး။ဒီ drone တွေဟာကောင်းကင်ကိုလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။အခုချိန်မှာတော့ယူကရိန်းရဲ့အထူးတပ်ဖွဲ့မှာ Marias E ငှက်များကမဖြစ်နိုင်တာကိုလုတ်ပြလိုက်ပါတယ်။ စစ်မြေပြင်မှာကင်မရာဖမ်းမိခဲ့တဲ့ထိုးဖောက်မှုတစ်ခုမှာသူတို့ဟာရုရှားရဲ့အစစ်မြေဘုံဒရုန်းတစ်စင်းကိုလေထဲမှာပဲဖြတ်တောက်ဖြန့်စီလိုက်နိုင်ပါတယ်။ဒီဗီဒီယိုဖိုင်ဟာရှေ့တန်းတစ်လျှောက်တုံ့လှုပ်ခြောက်ခြားစေခဲ့ပြီးရုရှားစစ်ဌာနချုပ်မှာအကြောက်တရားဖြစ်စေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ယူကရိန်းကဒရုန်းစစ်ပွဲရဲ့အခြေအနေကိုပြောင်းလဲပစ်လိုက်ပြီလို့ဆိုနိုင်လို့ပါ။မာရီးယား၏ငှက်များတက်ဖွဲ့စီက YouTube Channel KF Post မှာယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့နေ့စဉ်သတင်းတွေကိုထုတ်လွှင့်နေပြီးယူကရိန်း၄တလေဒရုန်းတက်ရင် drone တွေရဲ့ video တွေကို ပြသထားပါတယ်။ video file မှာ FPV drone တစ်စင်းဟာ Russia ရဲ့ fiber optic drone တစ်စင်းကိုဝိုင်းပြီးလှည့်ပတ်နေတာကိုမြင်ရမှာပါ။ဒီ drone မျိုးကို Ukraine တပ်တွေအနေနဲ့ထောက်လန်းဖြတ်တောက်ဖို့နှီးပါမဖြစ်နိုင်ဘူးလို့အရင်ကယူဆခဲ့ကြတာပါ။အနည်းဆုံးတော့လွန်ခဲ့တဲ့စက်ပွဲ၃နှစ်အတွင်း electronic စစ်စင်ရေးတပ်ဖွဲ့တွေမှာရနေတဲ့တာမန်နီးလန်းတွေနဲ့တော့မဖြစ်နိုင်ပါဘူးဒီဗီဒီယိုဖိုင်ထဲမှာ Russia drone ကို fiber optic model အဖြစ်ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ် ရုံးရဲ့နောက်ဘက်မှာကျိုးတန်းအကာရံနဲ့ပြန်တန်းနေစဉ်နောက်ကပါလာတဲ့ကျိုးတွေကဒါကိုတက်သေးပြနေပါတယ်ဗီဒီယိုမှာယူကရိန်းဒရုန်းကရုရှားဒရုန်းအပေါ်မှာဝိုင်းပြီးအနေထားယူကထိန်းချုပ်ထားတဲ့ပောက်ကွဲမှုတစ်ခုကိုဖြစ်စေတာကိုတွေ့ရပါတယ်ဒီပောက်ကွဲမှုကဒရုန်းနှစ်ခုစလုံးကိုဖျက်ဆီးပစ်လိုက်ပြီးဗီဒီယိုလည်းအဲ့ဒီမှာပဲအဆုံးသတ်သွားပါတယ်ဒီရုရှားဒရုန်းကိုတိုက်ရိုက်အမြင်မဖော်ထားပေမဲ့ရုရှားစစ်တပ်က fiber optic drone မျိုးကွဲအနေငယ်ကိုအသုံးပြုနေတာကြောင့် Prince Vandal of North Korea လို့ခေါ်တဲ့အမျိုးအစားဖြစ်မယ်လို့ယူဆရပါတယ်။ဒီ drone မှာပြုပြင်ထားတဲ့ RPG တစ်ခုကိုတင်ဆောင်ထားပြီးပြစ်မှတ်ပေါ်ကိုချပေးနိုင်ပါတယ်။ Prince Vandal of North Korea ကအရင်က tax သတင်းဌာနကဖော်ပြခဲ့တဲ့ Russia ရဲ့အကြောကြားဆုံး drone တစ်မျိုးဖြစ်ပါတယ်။ Russia North Korea ဒေသကောင်းသော Android Nikin Tin ကလွန်ခဲ့တဲ့တစ်နှစ်အတွင်း Ukraine မှာ NATO ကထောက်ပံ့ထားတဲ့ပစ္စည်းတန်ဖိုးဒေါ်လာတန်း300ကျော်ကိုဒီ drone တွေကဖျက်ဆီးခဲ့တယ်လို့ပြောခဲ့ပါတယ်။ ဒီဂစ်တင်းကရုရှားစစ်ဆက်မှုလုပ်ငန်းကတနှစ်တွင်းဒီဒရုန်းကိုဖန်တီးနိုင်တာကိုချီးကျူးခဲ့ပါတယ်။ဒါဆို Prince Bandel ဆိုတာဘာလဲဆိုတာသိကြမယ်ထင်ပါတယ်။ရုရှားရဲ့ Fiber Optic Drone တွေဟာ Ukraine စစ်မြေပြင်နှစ်ဖက်စလုံးမှာတွေ့နေကြ FPV Drone တွေနဲ့တိတိတသားဆင်တူပါတယ်။ Fiber Optic Drone တစ်စင်းမှာပုံမှန်အားဖြင့်ပြုပြင်ထားတဲ့ဒါမှမဟုတ်အသုံးပြုပြီးသားစီးပွားဖြစ် Drone တစ်ခုရဲ့အသွင်ပြင်ရှိပါတယ်။ဒီ Drone တွေကိုမူလကလေကြောင်းထပ်ပုံတွေ၊ဗီဒီယိုတွေရိုက်ဖို့သုံးကြတာပါ။ KF Post ကဖော်ပြတဲ့ဗီဒီယိုမှာဆိုရင် Prince Vandergel Model ဟာ quadcopter တစ်ခုကိုအခြေခံထားပုံရပါတယ်။ဒါကယူကရိန်းစစ်ပွဲတခြားတွေ့နေကြစီးပွားဖြစ် drone တစ်မျိုးပါပဲ။လွန်ခဲ့တဲ့နှစ်အနေငယ်တွင်တွေ့မြင်ခဲ့ရတဲ့ drone အများစုနဲ့နောက်ထပ်ဆင်တူတဲ့အချက်ကတယ်ဆောင်နဲ့ပောက်ကွဲစေနိုင်တဲ့ပစ္စည်းပါ။ Prince ကကာမီကာဇီ drone ဖြစ်ပြီးပြစ်မှတ်ပုံကိုဓာတ်ရိုက်ထိုးကြသွားကထိမိသည်နဲ့ပောက်ကွဲဖို့ဒီဇိုင်းလုပ်ထားတာပါအခြေခံအဖြစ်ပြုပြင်ထားတဲ့ RPG ခေါင်းပေါင်းကို တိကျတဲ့လမ်းညွန်ပေါက်ခွဲစင်နိုင်တဲ့လက်နက်အဖြစ်ပြောင်းလဲလိုက်တာပါ။ဒါပေမဲ့ဒါကဒီဒီဇိုင်းရဲ့နောက်ဆုံးပုံမူကွဲတစ်ခုပါ။အစပိုင်းမှာတော့ drone တွေကို engineer တွေရဲ့လက်လန်းမီသမျှပစ္စည်းတွေနဲ့တက်ဆင်ခဲ့ကြတယ်။စီးပွားဖြစ် drone တွေကိုစစ်သုံးဆက်တွေဖြစ်ပြောင်းလဲခဲ့ကြတာပါ။ဒါကြောင့်ပုံမှန်ပုံတွေတင်ကားဆန့်ကျင်ရေးမိုင်းတွေဒါမှမဟုတ်လက်ပစ်ပုံးတွေကို ဖြည့်သွင်းနိုင်တဲ့ပေါက်ကွဲစင်နိုင်တဲ့ပစ္စည်းတွေဖြည့်သုံးခဲ့ကြပါတယ်။ဒီပစ္စည်းတွေကို drone တပ်ဖွဲ့တွေရဲ့လိုအပ်ချက်အရလဲလှယ်သုံးစွဲနိုင်ပါတယ်။ ယူကရိန်းနဲ့ရုရှားစစ်အင်ဂျင်နီယာတွေဟာဖြန့်ချီမှုနီလန်းမျိုးမျိုးကိုလည်းစမ်းသပ်ခဲ့ကြပါတယ်။အဖြစ်အများဆုံးနီလန်းတို့ကတော့ကျိုးရည်နဲ့ခြေတာဒါမှမဟုတ်တန်လိုက်ကြိတ်တွေသုံးပြီးအဝေးကနေဖြုတ်ချလိုက်တာမျိုးပါ။ဒီနီလန်းတွေကပြစ်မှတ်ပေါ်ကိုပစ္စည်းတွေလွတ်လွတ်လပ်လပ်ကျဆင်းသွားစီကိုပါ။ဒါပေမဲ့ဒီလိုနီလန်းက drone မောင်းသူအနေနဲ့ပြန်တန်းနေတဲ့ drone ကိုပြစ်မှတ်ပေါ်မှာတိကျသွားနေရာချမှုနဲ့ပစ္စည်းချတဲ့အချိန်မှာရှေ့ဖို့ရွေရှားအားကိုဖြတ်သိမ်းဖို့အလွန်တိကျမှုလိုအပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ီလိုမလုပ်နိုင်ရင်ပြစ်မှတ်လွဲသွားတာဒါမှမဟုတ်အခွင့်အလမ်းဆုံးရှုံးသွားတာမျိုးဖြစ်နိုင်တယ်လို့ drone ကိုယ်တိုင်မှာဆုံးရှုံးသွားနိုင်ပါတယ်။ kamikaze drone တွေဆိုလိုတာကပြစ်မှတ်တဲ့အတူဖြတ်စည်းခံရဖို့ဒီဇိုင်းလုပ်ထားတဲ့ drone တွေမှာလည်းပောက်ကွဲမှုရွေးချယ်စရာအမျိုးမျိုးရှိပါတယ်။အဖြစ်များတဲ့နည်းတစ်ခုက drone ရဲ့အရှိတ်ဘက်မှာလေဟာနဲ့အနှဲငယ်ချထားတဲ့ wire ကြိုးတွေကိုဖော်ထားတာပါ။ drone ကပြစ်မှတ်ကိုအရှိတ်ဘက်ကနေထိမိရင်ဝါကြိုးနှစ်ချောင်းကိုဖိမိပြီးပောက်ကွဲစေတဲ့ပစ္စည်းနဲ့လျှက်စစ်စီးတောင်းပြေးသွားစေတာပါ။ ။ပိုအဆင့်မြင့်တဲ့နည်းတစ်ခုကတော့မိုင်းနှဲငယ်ကွာကနေချက်ပြလို့ရတဲ့အာယုံခံကိရိယာတွေသုံးပြီးဘယ်အချိန်မှစိုးပောက်ကွဲစေနိုင်တာပါ။ဒါတွေကိုအပိုင်းအစတွေပါတဲ့ဘုံတွေနဲ့တွဲသုံးရင်မြေပြင်အနိုင်ပိုင်းကနေခြေကျင်တက်သားတွေကိုအကြီးအကျယ်ဒုက္ခပေးနိုင်ပါလေ။ဒီနည်းလမ်းအများစုကတာမန် drone တွေနဲ့ fiber optic drone တွေမှာသုံးလို့ရပြီမဲ့အဓိကကွာခြားချက်တစ်ခုရှိပါတယ်။တာမန် drone တွေကမိုင်းနှဲငယ်ကွာကထိန်းချုပ်သူစီက ကျိုးမဲ့အချက်ပြမှုတွေကိုလက်ခံရတယ်။ fiber optic drone တွေကြတော့ ထိန်းချုပ်ကရိယာနဲ့ချိတ်ဆက်ထားတဲ့ fiber optic ကြိုးလေးတစ်ခုကိုတည်ဆောင်သွားရပါတယ်။ဒီကြိုးကအချက်ပြမှုအလုံးကိုလွှဲပြောင်းပေးတဲ့အတွက်စနစ်တစ်ခုလုံးကကြိုးနဲ့ချိတ်ဆက်ထားတာပါ။ဒီမှာအဓိကကြိုးတယောက်မှုတချို့ရှိပါတယ်။ပထမဆုံးက drone နဲ့ထိန်းချုပ်ကရိယာကြားကချိတ်ဆက်မှုပါ။ fiber optic သုံးထားတဲ့အတွက်စနစ်တစ်ခုလုံးကလုံခြုံပြီးအပြင်ကဝင်ဖောက်ဖို့ခက်ခဲပါတယ်။ဒီလိုဆိုတော့ drone ကအပြင်ကကြိုးမဲ့ချက်ပြမှုတွေကိုလက်မခံပါဘူး။သူတို့ဘက်ကထိန်းချုပ်လို့လည်းမရပါဘူး။ ပြီးတော့ drone ကိုယ်တိုင်ကလည်းကျိုးမဲ့ချက်ပြမှုတွေမထုတ်လွှင့်တဲ့အတွက်စစ်မြေပြင်မှာ drone တွေကိုခြေရခန့်တဲ့အဓိကနည်းလမ်းဖြစ်တဲ့ဒီအချက်ပြမှုတွေကိုနားထောင်တဲ့ကိရိယာတွေနဲ့မထောက်လှမ်းနိုင်ပါဘူးဒုတိယအနေနဲ့ fiber optic နဲ့ချိတ်ဆက်ထားတဲ့အတွက်ကျိုးမဲ့အချက်ပြမှုတွေထက်အများကြီးပုံမြန်ပြီးပိုလုံးကြပါတယ် theory အရ wifi အချက်ပြမှုက fiber optic အချက်ပြမှုနဲ့အလားတူအမြန်နှုန်းရှိပါတယ်ဒါပေမဲ့ကျိုးမဲ့အချက်ပြမှုတွေမှာသုံးတဲ့ radio line တွေက မာကျောတဲ့မျက်နှာပြင်တွေမှာပြန်ကန်တက်ပြီးတစ်ခုနဲ့တစ်ခုအနှောက်ယှက်ဖြစ်ကာအချက်ပြအာလျော့သွားတတ်ပါတယ်။အကယ်၍ရေဒီယိုချိန်ထုံးတူတဲ့ကိရိယာတွေအများကြီးသုံးနေရင်ဒီပြဿနာကပိုဆိုးလာနိုင်ပါတယ်။အချက်ပြမှုတွေကိုအချက်အလက်ဖြစ်ပြောင်းပေးတဲ့ဒီမော်ဂျူလေတာတွေကအသုံးဝင်တဲ့ရလက်ရဖို့အပိုအချက်ပြမှုတွေကိုဖယ်ရှားဖို့လိုတာကြောင့်ပါ။တစ်ဖက်မှာတော့ fiber optic joe ကအလင်းရဲ့အလျင်၃ပုံ၂ပုံလောက်နဲ့အချက်ပြမှုတွေကိုပို့လွှတ်ပါတယ်။မယုံနိုင်လောက်အောင်မြန်ဆန်ပြီး ဒီ drone တွေပြန်တန်းလေရှိတဲ့ Huawei တူတွေမှာအချက်ပြအားဆုံးရှုံးမှုလည်းအလွန်နည်းပါတယ်။ဒါကြောင့် fiber optic drone တွေကပုံမြင့်မာတဲ့ပုံရိပ်အခြေသွေးနဲ့လောက်ကျမှုနည်းပြီးပုံတွေကိုပြန်ပို့နိုင်ပါတယ်။ဒါကစစ်မြေပြင်မှာ ပုံရှင်းလင်းတဲ့အမြင်ကိုရစေပါတယ်။ FPV drone တွေအတွက်ပုံရိပ်အခြေသွေးကရန်သူကို သူတို့မမြင်ခင်မှာသတိထားမိဖို့အဓိကကြပါတယ်။နောက်ကျမှုနည်းတာကတုံ့ပြန်မှုအချိန်ကိုမြန်စေပြီးစစ်စင်ရေးအတွင်းလှုပ်ဆောင်ချက်တွေမှာပိုပြီးပြည့်ပြည့်မှုရှိစေကာ ပစ္စည်းတင်ဆောင်ပြီးတဲ့အခါပိုတိကျမှုရှိသေးပါတယ် fiber optic drone တွေမှာအဓိကအားနည်းချက်နှစ်ခုရှိပါတယ်တစ်ခုကတယ်ဆောင်သွားရတဲ့ကြိုးရဲ့အရှိဖြစ်ပြီးနောက်တစ်ခုကကြိုးလက်ရဲ့အပူအလေးချိန်ပါဒီနှစ်ချက်စလုံးကတန်မှန် fiber optic drone တစ်စင်းဟာ UU FPV drone တွေထက်ပိုနှိမ့်တဲ့အမြင့်နဲ့ပိုနှေးတဲ့အမြန်နှုံးနဲ့သာပြန်တန်းနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဒါပေမဲ့အမြန်နှုံးနဲ့လှုပ်ရှားသွားလာနိုင်စွမ်းလျော့နေသွားတာကို လုံခြုံရေးပိုကောင်းလာတာနဲ့ရန်သူရဲ့ရေဒါစနစ်ကိုရှောင်နိုင်တာနဲ့အစားထိုးဖို့အကောင်းဆုံးရွေးချယ်မှုလို့ယူဆခဲ့ကြပါတယ်။ Fiber Optic Drone တွေကိုပထမဆုံးတွေ့ရှိခဲ့တာက2024ခုနှစ်ဩဂုတ်လမှာ Ukraine တပ်တွေ Krasnodar ကိုထိုးစစ်ဆင်ပြီးနောက်ပိုင်းမှာအဲ့ဒီချိန်တုန်းက Ukraine ကသူ့ရဲ့ကိုပိုင် drone တွေသုံးပြီးရုရှားရဲ့ထောင်လိုင်းရေးစနစ်တွေကိုတိုက်ခိုက်ကာရုရှားနိုင်ငံအတွင်းပိုင်းကိုပုံမနှက်ဆိုင်စွာထိုးဖောက်နိုင်ခဲ့တဲ့အပြင်ရုရှားကိုလည်းအလားတူလှုပ်ဖို့ဟန့်တားနိုင်ခဲ့တာကြောင့် electronic စစ်ဆင်ရေးမှာတိတိတတ်တတ်အသာစီးရခဲ့ပါတယ်။ fiber optic drone တွေကရုရှားကို Kharkiv မှာစစ်မျက်နှာကိုတည်ငြိမ်အောင်လုပ်နိုင်စေခဲ့ပြီးယူကရိန်းရဲ့တိုးတက်မှုကိုကန့်တန့်နိုင်ခဲ့ပါတယ်။ရိုးရိုး drone တွေနဲ့မတူပဲဒီ drone တွေက radio ချိန်နှုန်းထောက်လန်းဆက်တွေနဲ့မမြင်နိုင်တဲ့အတွက်ပါမန် electronic စစ်စင်ရေးကိရိယာတွေနဲ့တိုက်ခိုက်ဖို့ပိုခတ်ခဲ့ပါတယ်။ဒါအပြင် fiber optic drone တွေသုံးတာကရုရှားကို Donetsk မှာနည်းနည်းပို့ပြီးနှဆိုင်သွားထိုးဖောက်နိုင်မှုအခွင့်အလမ်းရစေခဲ့ပါတယ်။တကယ်တော့2024ခုနှစ်ရဲ့နောက်ဆုံးလတွေမှာ ရုရှားကအရင်ကတိတ်မသိတာတဲ့တိုးတက်မှုတွေနဲ့ရှင်ရင်ဒီဒေသမှာနေမြေတချို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီနည်းနဲ့ fiber optic သုံးတာက drone ပညာကဘလောက်မြန်မြန်ဆန်ဆန်တိုးတက်နေလဲဆိုတာကိုပြသနေပါတယ်။ရိုးရိုး electronic ကာကွယ်ရေးစနစ်တွေထပ်ပုံမြန်ပြီးစစ်တပ်တွေကိုအသည့်အသည့်သောတုံ့ပြန်နည်းလမ်းတွေအလင်းမြန်ရှာဖွေဖို့ဖိအားပေးနေပါတယ်။အ ਨੇ ဆုံးတော့အခုချိန်ထိပေါ့။ဘာလို့လဲဆိုတော့ယူကရိန်းကဒီ drone တွေကိုလိုက်လံဖမ်းဆီးဖို့ radar ကိုသုံးတဲ့နည်းလမ်းတစ်ခုကိုရှာတွေ့ပုံရလို့ပါ။ အရင်တော့ငါ drone ထောင်းလိုက်ရင်နီလန်းမြို့မြို့ကိုရောနှောသုံးခဲ့ပါတယ်။အများစုက drone တွေကဗီဒီယိုပို့တဲ့အမိန်လက်ခံနဲ့အချက်ပြမှုတွေကိုဖျက်ယူတာကိုအဓိကထားပါတယ်။ယူကရိန်းရဲ့အတန်သွင်းထောင်းလိုက်ရေးစနဲလို့အခြားနီလန်းတွေက Shahid 136လို့ Kamikaze drone တွေရဲ့စူညံတဲ့အင်ဂျင်အတန်တွေကိုဖမ်းယူပါတယ်။ဒါပေမဲ့ထောင်းလိုက်ရေးစနဲအများစုရဲ့အဓိကအားက radio ချိန်နှုန်း RF scanner တွေပါ။ဒီကရိယာတွေကနေမြေတစ်ခုလုံးကိုအချက်ပြမှုတွေအတွက်စစ်ဆေးပြီး မကြာခဏဆိုလို drone စီကိုခြေရခံနိုင်ပါတယ်ဒီထောင်လန်းကြီးတွေကိုကာကွယ်ဖို့ရုရှားနဲ့ယူကရိန်းနှစ်ဖက်စလုံးက electron နဲ့အနှောက်ယှက်ပေးတဲ့ကိရိယာဂျမ်မာအမျိုးမျိုးကိုတုံးနေကြပါတယ်ဒီကိရိယာတွေကမိုင်းအနေငယ်တွင်းကရေဒီယိုအချက်ပြမှုတွေကို automatic ဖောက်ခွဲနိုင်သွမ်းရှိပါတယ်ဒီအနှောက်ယှက်ပေးဆက်တွေက drone အများစုရဲ့အသက်သွေးကြောဖြစ်တဲ့ဆက်သွယ်ရေး line တွေကိုပိတ်မှတ်ထားတာပါတချို့ကလက်ဆွဲတက်တာနဲ့ထည့်လို့ရတဲ့အရွယ်ရှိပေမဲ့ကြီးမားတဲ့အနှောက်ယှက်တွေဖြစ်စေနိုင်ပါတယ် ဒါကြောင့်ရိုးရိုး drone တွေရဲ့အောင်မြင်မှုနှုန်းက900ခန်းနှုန်းကနေ100ရာခန်းနှုန်းလောက်ပဲရှိပြီးပြစ်မှတ်စီရောက်ဖို့အခွင့်အလမ်းနေပါတယ်။ဒါပေမဲ့ fiber optic drone တွေကြတော့ဒီကာဝေးစနစ်တွေကိုလှစ်လျူရှုနိုင်ပါတယ်။စနစ်တစ်ခုလုံးပိတ်ထားတဲ့အတွက် RF ထောက်လန်းစက်တွေမှာအလုပ်လုပ်ဖို့ဘာမှမရှိပါဘူး။ဒါကြောင့်ယူကရိန်းကဖွံ့ဖြိုးစေချင်တဲ့ electronic စောင့်ကြည့်ရေးမြေပုံတွေမှာဒီ drone တွေပေါ်လာမှာမဟုတ်ပါဘူး။ဒီ NLA ကိုကာကွယ်ဖို့ Marius Bat တပ်ဖွဲ့ကရိုးရိုးလေတောင်ကာကွယ်ရေးနည်းလမ်းတွေကိုပြန်သုံးခဲ့ပါတယ်။ ပုံမှန်အားဖြင့် radars နဲ့အများစုက drone တွေကိုထောက်လှမ်းဖို့အခက်တွေ့တယ်ပါတယ်။ရိုးရိုး radar တွေကမြန်နှုံးမြင့်အမြင့်ပိုင်းနဲ့ရွေးရှားနေတဲ့ပြင်မှတ်ကြီးတွေကိုအကွာအဝေးဝေးဝေးကနေခြေရာခံဖို့ဒီဇိုင်းလုပ်ထားတာပါ။ radar ကတီးတန့်ချိန်နှုန်းတွေနဲ့ radio line တွေကိုနယ်ဘယ်ကျယ်ကျယ်မှာထုတ်လွှတ်ပါတယ်။ဒီ line တွေကတွေ့ရှိရာပြင်မှတ်တွေမှာပြန်ကန်ပြီး radar စီကိုပြန်ရောက်လာပါတယ်။ line သွားပြန်လာချိန်နဲ့ပြန်ကန်လာတဲ့လာယာကိုတွက်ချက်ပြီးနယ်ဘယ်အတွင်းကပြင်မှတ်တွေရဲ့အကွာအဝေးကိုခန့်မှန်းပါတယ်။ တည်ငြိမ်နေတဲ့ပြစ်မှတ်တွေကိုဖယ်ရှားလိုက်ရင်နယ်ပယ်တွင်းကရွေရှားနေတဲ့ပြစ်မှတ်တွေရဲ့ရှင်းလင်းတဲ့ပုံရိပ်ကိုရနိုင်ပါတယ်။ဒါ့ပြင်ရိုးရိုးရေဒါတွေက drone လိုရာဝတ္ထုတိတိလေးတွေကိုထောက်လှမ်းဖို့မရည်ရွယ်ထားပါဘူး။ drone ရဲ့သင်းငယ်ပြီးပုံမှန်တဲ့ကိုယ်တွေကလှိုင်းတွေကိုလုံလောက်တဲ့ပမာဏမကွေ့ပြန်စေတဲ့အတွက်ရွေရှားနေတဲ့ပြစ်မှတ်ဖြစ်တိုင်းတာလို့မရပါဘူး။ဒါကမမြင်ရတဲ့လေရင်တွေရေဒါကိုလှည့်ပြားတဲ့အနေနဲ့အတော်ဆင်တူပါတယ်။ သူတို့ရဲ့မူမမှန်တဲ့မျက်နှာပြင်တွေကရေဒီယိုလှိုင်းတွေကိုထူးဆန်းတဲ့ထောင်းနေနဲ့ကြွေစီတဲ့အတွက်ရေဒါအမှတ်သားသေးသွားပါတယ်။ဆိုလိုတာကလှိုင်းတွေအားလုံးအန်တနာစီပြန်မရောက်ပါဘူး။ပို့ဆိုတာက FPV drone များစုကအ мян နှုံးနဲ့နဲ့နဲ့နိမ့်နိမ့်ပြန်ပါတယ်။အထူးသဖြင့်လူမောင်းလေရင်သို့မဟုတ်မောင်းသူမဲ့လေရင်တွေနဲ့ရှင်ရင်ပိုသိတာပါတယ်။ဒီ drone တွေရဲ့ရွယ်စားသိငယ်မှုကသူတို့ကိုတစ်ပင်တွေများတဲ့နေရာတွေမှာပြန်တန်းနိုင်စေပါတယ်။ဒီလိုနေရာတွေမှာတစ်ပင်တွေကရိုးရိုးရေဒါ ရေဒါလိုင်းတွေကိုအတားအဆီးဖြစ်စေပြီးအမှားယွင်းပစ်မှတ်တွေအများကြီးဖြစ်စေနိုင်ပါတယ်။ဒါအပြင်ရေဒါတွေကိုမိုင်းယာချီဝေးတဲ့အကွာအဝေးအတွက်ချိန်ညှိထားတာကြောင့်အဝေးကနေချင်းကပ်လာတဲ့ပစ်မှတ်ကိုသာအစောပိုင်းသိရှိနိုင်တဲ့သတိပေးစနစ်အဖြစ်ပဲအသုံးဝင်ပါတယ်။ဒီနောက်မှာတော့တခြားပိုတိကြတဲ့ပစ်မှတ်ထီအောင်လုံဆောင်နိုင်တဲ့နီးလန်းတွေကိုအသုံးပြုထားတာပါ။ဒါ့ပြင်ရှေ့တန်းကနေမိုင်းအနေငယ်အကွာမှာပဲလွတ်တင်တဲ့ဒရုန်းလိုသိငယ်တဲ့ပစ်မှတ်အတွက်ကြတော့ရိုးရိုးရေဒါကလုံလောက်တဲ့ထင်ရှားမှုမရှိတာကြောင့်ဖမ်းမိဖို့တော့မလွယ်ပါဘူး။ ရေဒါလိုင်းတွေရဲ့လိုင်းအများကြီးမှမှုက drone ကိုလွဲသွားစေနိုင်ပြီး drone ကိုလုံးဝမမြင်ရတာဒါမှမဟုတ်တစ်ချိန်လုံးပေါ်ပြောင်နေတဲ့အနေအထားမျိုးဖြစ်စေနိုင်ပါတယ်။ဒါကရိုးရိုးအနေအထားသတ်မှတ်ဖို့နဲ့ပြစ်မှတ်ထိဖို့ကိုပိုခက်ခဲစေပါတယ်။ယူကရိန်းစစ်တပ်ကမလုပ်ခဲ့တဲ့လဲဆိုတော့သူတို့ရေဒါတွေကို drone လိုသိမ်းငယ်တဲ့ပြစ်မှတ်တွေကိုအထူးထောက်လန်းနိုင်အောင်ပြန်လည်ချိန်ညှိခဲ့တာပါ။ဘယ်ရေဒါတွေကိုပြင်ဆင်ခဲ့တယ်ဘလို့ချိန်ညှိခဲ့တယ်ဆိုတဲ့အသေးစိတ်တွေကတော့လျှို့ဝှက်ချက်ဖြစ်ပဲရှိနေသေးပါ။ ရုရှား drone တွေကိုအောင်မြင်စွာဖြတ်တောက်ဖျက်ဆီးနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးတလှကြတဲ့အထိဒီအချက်တွေကလျှို့ဝှက်နေသေးပါဒီရေဒါတွေကိုရှေ့တန်းတစ်လျှောက်1.2မိုင်ကနေ1.5မိုင်အကွာတိုင်းမှာတပ်ဆင်ထားပြီးရုရှားရဲ့ fiber optic drone လို့နိုင်ပြန်နှေးကွေးတဲ့ချိန်ချောက်မှုတွေကိုသိရှိနိုင်တဲ့သတိပေးကွန်ရက်တစ်ခုဖြစ်အောင်လှုပ်ဆောင်ထားတာပါဒီထောင်လန်းနိုင်တဲ့အကွာဝေးကအရန်အရေးကြီးပါတယ်။အထူးသဖြင့် Prince Bandelo drone တချို့ကသူတို့လွှတ်တင်ရနေရာကနေ10ကီလိုမီတာ6.25မိုင်အထိ ဝေးတဲ့အကွာဝေးမှာလှုပ်ဆောင်နေတာကြောင့်ပါသူတို့မှာရုပ်ပိုင်းဆိုင်ရာကြိုးတွေရှိတဲ့အတွက်ခြေရာခံမိပြီးရင်တော့ယူကရိန်း drone မောင်းသူတွေဟာရန်သူ drone တွေမထိမိမှာပဲသူတို့ရဲ့ FPV drone တွေကိုလွှတ်တင်ပြီးဖြတ်တောက်နိုင်ပါတယ်ဒီတိုင်းကြီးက fiber optic drone တွေရဲ့အကြီးမားဆုံးအားနည်းချက်ကိုအခွင့်ကောင်းယူထားတာကြောင့်အထူးထိရောက်ပါတယ်ဒီ drone တွေကအချိန်နဲ့လှုပ်ရှားသွားလာနိုင်စွမ်းအားနည်းပါတယ်မောင်းသူနဲ့ဆက်သွယ်ထားမှုမပြတ်စေဖို့အတွက်ပုံမူခိုင်မာတဲ့ကြိုးစနစ်သုံးထားတဲ့အတွက် fiber optic drone တစ်စင်းဟာ တာမန် FPV drone ထပ်ပို့လေးပါတယ်။ဒါအပြင် FPV drone မှာကျိုးမပါတဲ့အတွက်လေထဲမှာပိုးရှုပ်ထွေးတဲ့လှုပ်ရှားမှုတွေကိုလုံနိုင်ပြီးကျိုးပျက်စီးမှုကိုစိုးရိမ်စရာမလိုပါဘူး။ဒီအချက်နှစ်ခုကြောင့် FPV drone တွေက fiber optic drone တွေကိုလိုက်မိပြီးဝိုင်းပြီးပုံကျဲနိုင်တာပါ။ FPV drone ကိုမှန်ကန်တဲ့တောင်းကနေလွှတ်ရင် fiber optic drone ကသူ့ကင်မရာမှာတော့မမြင်နိုင်ပဲမောင်းသူကလည်းချင်းကပ်လာတဲ့အန္တရာယ်ကိုမသိတာပါဘူး။ဒီ radar စနစ်ကိုအမြင့်ကျိန်နှုန်း radio အချက်ပြမှုဒါမှမဟုတ် မိုက်ခရိုဝေ့တွေနဲ့အလုပ်လုပ်အောင်ပြုပြင်ထားတယ်လို့သိရပါတယ်။ဒီလှိုင်းတို့တွေကအကွာအဝေးနဲ့ငယ်ကိုစတေးပြီးပုံမြင့်နဲ့ထင်ရှားမှုပေးနိုင်ပါတယ်။မိုက်ခရိုဝေ့တွေကဝေးလေလေမြန်မြန်ပျောက်လေလေဖြစ်တာကြောင့်ယူကရိန်းစစ်တပ်တုံးနေတဲ့အကွာအဝေးနဲ့ကိုက်ညီပါတယ်။ဒါပေမဲ့ဒီ drone ဖမ်းနေတဲ့အစ်မအကြီးအမားဆုံးပြဿနာတစ်ခုရှိပါတယ်။ပြုပြင်ထားတဲ့ radar ရဲ့လွှမ်းခြုံနိုင်တဲ့အကွာအဝေးကကီလိုမီတာအနည်းငယ်ထက်မပိုဘူးလို့ခန့်မှန်းရပါတယ်။စစ်တုံးတွေးခေါ်ပညာရှင်အများစုကဒီစနစ်ကတစ်ဖက်တည်းအာယုံခံတဲ့စနစ်ဖြစ်ပြီး လုံးပတ်ပတ်လည်းမဟုတ်ပဲတောင်ချင်းတစ်ခုတည်းကိုသာ skin ဖတ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒီကန့်သက်ချက်တွေကြောင့်ရှေ့တန်းတစ်လျှောက်လုံးကိုစောင့်ကြည့်ဖို့ကြီးမားတဲ့ထောက်ပံ့ရေးအခက်အခဲတွေရှိနေပါတယ်။ယူကရိန်းအနေနဲ့စစ်မြေပြင်တစ်ခုလုံးကိုအပြည့်အဝမြင်နိုင်ဖို့ဒီလို radar unit ယာနဲ့ချီဖြစ်နိုင်ရင် ထောင်နဲ့ချီပြီး2ကီလိုမီတာမှ4ကီလိုမီတာတွင်တနေရာပြီးတနေရာချထားဖို့လိုအပ်ပါတယ်။ရုရှားနဲ့ယူကရိန်းကြားမိုင်600ကျော်ရှည်လျားပြီးအဆက်မပြတ်ပြောင်းလဲနေတဲ့ရှေ့တန်းတစ်လျှောက်မှာ ဒီပြုဝင်ထားတဲ့ရေဒါတွေကိုဖြန့်ကျက်ဖို့ဆိုတာယူကရိန်းစစ်တပ်အတွက်အလွန်ကြီးမားတဲ့ထောက်ပံ့ရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ဒါအပြင်ရေဒါရဲ့အကွာအဝေးကန့်သတ်ချက်ကြောင့်ရိုးရိုးရေဒါတွေထက်ရှည်တန်းနဲ့ပုံနီးနီးမှာတက်ဆင်မှုလိုတာကြောင့်ရေဒါတွေဟာအမြောက်ကြီးတွေလိုရိုးရိုးစစ်နီးလန်းတွေရဲ့အန္တရာယ်ကိုပိုခံရနိုင်ပါတယ်။အခုချိန်မှာဆိုအမြောက်တွေကသေးငယ်တဲ့ drone တွေထက်အကွာအဝေးပိုဝိုးဝေးထီအောင်ပြစ်နိုင်ပါတယ်။ Majerus Bat ရဲ့တပ်ဖွဲ့ရဲ့တီထောင်သူနဲ့လက်ရှိတပ်မှု Robert Brofdi ကတပ်တွေကို ရေဒါမော်ဘိုင်း version တွေကိုခြေတန်းတစ်ချောင်း2ကီလိုမီတာမှ4ကီလိုမီတာ1.2မိုင်မှ2.5မိုင်အတွင်းအမြန်ဆုံးနဲ့အကြီးစားတက်ဆင်ဖို့အကြံပြုထားပါတယ်။ဒီလိုလုပ်ရင် UUFPV တိုက်လေယာဉ်တွေကမော်ဘိုင်းရေဒါဖမ်းပြီးတဲ့ fiber optic drone တွေကိုဖျက်ဆီးနိုင်မှာပါ။ဒါကရုရှားကခြေတန်းမှာဒီ drone တွေတုံးတာကိုတားဆီးဖို့လိုတဲ့အရေးပါမှုနဲ့တပ်သားတွေစစ်ပစ္စည်းတွေနဲ့အရေးကြီးစစ်စခန်းတွေအတွက်သူတို့ရဲ့အန္တရာယ်ကိုပြသနေပါတယ်။ယူကရိန်းကဒီရေဒါတွေကိုအကြီးစားတက်ဆင်လိုက်ရင် ဒီစနစ်တွေရဲ့ထောက်လန်းနိုင်စမ်းတဲ့ထိမှန်တုံးကိုတိတိတသာတိုးတက်စေပြီးရုရှားရဲ့အကျော်ကြောင်းသောအီလက်ထရောနစ်စစ်ဆင်ရေးပစ္စည်းတွေကိုပိုထိရောက်စွာဖျက်ဆီးနိုင်မှာပါ။ဒါ့ပြင်တစ်ချိန်တည်းမှာပဲကြော်လွှားဖို့လိုအပ်တဲ့ရေးကြီးတဲ့စိန်ခေါ်မှုတချို့ရှိပါတယ်။ပထမဆုံးအနေနဲ့ဒီရေဒါစနစ်တွေကအကွာဝေးနေပြီးသိငယ်တဲ့နှီးကွေးတဲ့ပြစ်မှတ်တွေအတွက်ပဲအထူးချိန်ညှိထားတာကြောင့်တခြားလက်နက်အလုံးတွေအသုံးမဝင်တာပါ။ယူကရိန်းစစ်တပ်တွေစစ်ဆင်ရေးတွေရဲ့ရှုပ်ထွေးမှုကိုပုံမှန်မြင့်တက်စေပါတယ်။ အကယ်၍ယူကရိန်းကရုရှားကို Fiber Optic Drone ကနေအရေးပါတဲ့ထောက်လန်းရေးအချက်လက်တွေရယူဖို့ခွင့်မပေးခြင်းဘူးဆိုရင်တပ်ရင်းတစ်ခုက Drone Fan Radar နဲ့အပိုစနစ်တွေကိုရှေ့တန်းမှာချထားဖို့လိုပါတယ်။ဒုတိယအနေနဲ့ဒီစနစ်တွေရဲ့အကွာအဝေးကြောင့်အကွာအဝေးကနေလာတဲ့ Drone တွေကိုမမြင်နိုင်တာမျိုးဖြစ်နိုင်ပါတယ်။ fiber optic drone တွေအတွက်တော့ပြဿနာမရှိပေမဲ့နှစ်ဖက်စစ်တပ်တွေမှာရှိတဲ့ပုံမြန်ပြီးပိုရွေရှားနိုင်တဲ့ drone တွေအတွက်ကတော့အကုန်လုံးဖြည့်ရှင်းနိုင်တဲ့နည်းလမ်းမဖြစ်နိုင်ပါဘူး။ ဒါကြောင့်ဒီစနစ်တွေကစစ်တပ်တစ်ခုလုံးမှာကြကြဲပြန့်ပြန့်အကောင့်ထဲပို့ဖို့လိုအပ်တဲ့ electronic စစ်စင်ရေးဖြည့်ရှင်းသည့်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာမှာပါတတိယအနေနဲ့ radar ရဲ့အကွာအဝေးတို့အကွာအဝေးဒိုတာက သူတို့ကိုရှေ့တန်းနဲ့အနီးကပ်မှာပဲအလုပ်လုပ်ဆိုင်နိုင်တယ်ဆိုတာပါပဲဒီလိုနေရာတွေမှာထားတာက radar စနစ်တွေနဲ့ FPV drone မောင်းနှင်သူတွေနဲ့စက်သွေရမယ့်သူတွေကိုပို့ပြီးအန်ရည်ထဲထည့်လိုက်လို့ဖြစ်သွားပါတယ်။အဆိုးဆုံးအနေထားမှာဆိုရင်ရုရှားကမိုင်းအနှဲငယ်လောက်ယူကရိန်းနယ်မြေတွေကိုထိုးစစ်ဆင်လာရင် ရေဒါစနစ်တွေကိုနေရာပြောင်းထားဖို့ဒါမှမဟုတ်ရုရှားကဆုံးဖြတ်ချက်ချတိုက်ခိုက်လာရင်လုံးဝဆုံးရှုံးသွားနိုင်ပါတယ်။အန်ဒီရဲ့ပုံများလာတာကရေဒါတွေကိုရွှေ့ဖို့ဖိအားဖြစ်စေပါတယ်။ရေဒါတွေကပုံမှန်အားဖြင့်ကောင်းကောင်းအလုပ်လုပ်ဖို့ညင်နေဖို့လိုတာကြောင့်ရုရှားရဲ့ drone တွေအမြောက်တွေနဲ့ရိုးရိုးချေချေတက်ဒါမှမဟုတ်စစ်တပ်တပ်ဖွဲ့တွေပါဝင်တဲ့ပေါင်းဆက်ထိုးစစ်ကယူကရိန်းရဲ့ကာကွယ်ရေးကိုဖျက်ချော်နိုင်ပါတယ်။ပြည်ပြင်ထုတ်လုပ်မှုအားနဲ့ပတ်သက်တဲ့ကိစ္စလည်းရှိပါတယ်။ဒီအယူဆအစ်စ်ဖြစ်နေတာကြောင့် ယူကရိန်းကရှေ့တန်းမှာတက်ဆင်မှုရေဒါပနှလုံးပြည့်ပြနိုင်မလဲဆိုတာကိုမရှင်းလင်းသေးပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်